နှစ်ခုလုံးပေါ့အဲ့တော့စူးအနေနဲ့အရှိမပြစ်တဲ့ရန်နေမြစ်တာရေပွားထားပြီးတော့အဖို့ခံလိုက်အချိန်မှာဒါလေးလာကန်းလန်းနေတော့အော်ငါလှုပ်ကြည့်လိုက်မယ်ကိုလည်းဟာသားကိုတိတ်ပြီးတော့လဲဟိုလှုပ်ခဲ့ဘူးတာမျိုးလည်းမရှိဘူးဟိုကိုချပြကြည့်ကျင်တယ်ငါလုံနိုင်တာမလုံနိုင်တာပေါ့နော်ကိုကိုစာမွေးရဲ့စစ်တဲ့အနေနဲ့အာသူ့အနေနဲ့လှုပ်ခဲ့လိုက်တာပါစာမွေးကတော့အဲအောင်ဂျင်ပါတယ်အခု edit ဆက်တဲ့ဒီလိုမျိုးကြီးအဆင်ပြေလားမျိုးအဆင်ပြေတယ်လို့ပြောချင်တာတော့တကယ်ယုံကြည်ထွက်လာရခါကြလို့ရှင်တော့ဆံမွေးအောင်ဂျင်တာပေါ့နော် အဟုတ်ကဲ့ဒီနေ့သူပါဇလန်လေးနဲ့မဲကတော့မျက်ရည်ပေါ်ကချစ်ချင်းလို့ခေါ်ပါတယ်။သူကတော့ဒီကားထဲမှာနီတစ္ဆာအနေနဲ့ပါဝင်ပြီးတော့တရုတ်ဆောင်သွားမှာပါ။အဲ့တော့ကျွန်တော်အနီအောင်လေးအောင်မှာပေါ့နော်။ဒီကဲခုမှရှီအောင်နေတခါရောက်ဝက်လာနီတစ္ဆာဆိုတော့အနီအောင်လေးလည်းဝက်ထားတယ်။အဓိကတော့သူဇလန်စပြီးလာကလန်တွေကသူ့ကိုပြောတယ်။ဟိုဇလန်ရင်ဖက်ကြည့်လိုက်မယ်ပေါ့နော်။ဟိုစိုက်လို့ရှင်တော့သူရိုက်ပေးမယ်။ဟိုသူတို့ကလည်းကိုယ်နဲ့ရိုက်ချင်တယ်ဆိုပြီးကန်လန်းတာဆိုတော့လေဇလန်ဖက်လိုက်တဲ့အခါမှလည်းသူသဘောကျတယ်။ဟိုလူငယ်ဆက်ပုံစံမျိုးလေးလည်းဖြစ်တယ်။ဟို romance drama လေးပေါ့နော်အဲ့လိုလေးဖြစ်တယ်နောက်ပြီးတော့ကိုယ့်ရဲ့မျက်နှာပေါက်နဲ့လည်း లై မဲ့ပုံစံမျိုးလေးပေါ့ပြည့်တဲ့မြင်ကျင်နေကြတဲ့ character လေးဆိုတော့သူ့အနေနဲ့လက်ခံဖြစ်သွားတာပါမိကလေးဆက်လည်းဖြစ်နေရောလေးဟုတ်ကဲ့ဟုတ်အချစ်ခံရမှာဒါပေမဲ့မချစ်ဘူးကိုယ်ကပြန်မချစ်ဘူးပေါ့အဲ့လိုပုံစံမျိုးလေးနေလည်းမြင်ရအာကိုယ့်ကိုချစ်တယ်တစ်ဖက်ကလူကကိုယ့်ကိုအသေးစားချစ်တယ်ဒါပေမဲ့ကိုယ်ကကျတော့ပြန်မချစ်ဘူးကိုယ်ကကျတော့ဘယ်လိုမလဲစိတ်ထန်ရာလေးနောက်ပြီးတော့အဲ့လိုစိတ်နာကြီးမှုတစ်ခုချောင်းပေါ့နော်ကိုကိုကိုဘယ်လို မာမာကြောတဲ့မိန်းမတယောက်ပုံစံမျိုးအနေနဲ့အဲ့လိုဟန်ဆောင်ထားတဲ့ဤသစ္စာအနေနဲ့မြင်ရမှာပေါ့ဟုတ်ကဲ့ဟုတ်တရားကောင်မလေးကတော့တော်တော်လေးနဲ့နည်းနည်းပျော်ပျော်ရွှင်ရွှင်ပဲနေတတ်တဲ့ကောင်မလေးပဲပေါ်တော်တော်နဲ့ အာတဲ့ရမ်းမလို့ဟိုဘယ်လိုမဲ့ဟိုလူတွေကကြတော့မမြင်ရသေးခင်မှာအချိန်အတွင်းမှာကြတော့ဒါကို तू မလုံးနိုင်ကြဘူးလို့ထင်ကြတာပေါ့လေတကယ်လည်းလုံးပြလိုက်တဲ့အခါမှာကြတော့လေဟဲ့ तू ကဒါကိုလုံးနိုင်ပါလားဆိုပြီးဒါကြီးကိုပဲထက်ထက်ပြီးတော့ဟိုကန်းလန့်ကြတာမျိုးလေးလည်းရှိရဲအဲ့လိုထင်ကြလို့ရှိရင်တော့ကော်ပြန်မျိုးဇက်ကိုတခြားပြန်ရွေးပြီးကိုကြိုက်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့လုံးဖြစ်တာပေါ့နော်အဲ့လိုကာရီတာတူငယ်ပုံစံမျိုးတွေဆိုလို့ရှိရင်တော့ तू အနေနဲ့ကတော့လက်မခံဖြစ်ဘူးပေါ့နော်အဲ့လိုညင်းလိုက်တာလေးတော့ရှိပါတယ်ပြီးတော့အခု तू အခုအနေနဲ့ဆိုရင်တော့ तू ဟာတာကရုပ်ရှင်ရုံကြီးက ာမှာဟာတကာတကာသူလက်ခံပြီးတော့ရိုက်ထားရလဲရှိသေးတယ်အဲထွက်လာလို့ရှိရင်တော့ဘလို့ feedback နဲ့ထွက်လာမှာမသိဘူးနော်သူတင်နေရှင်းခုံးနေအော်ကိုကိုကိုဒီကားမှာအဲ့ကားမှာဘယ်မဲ့ရိုက်မယ်ဆိုပြီးတော့လက်ခံပြီးသွားပြီဆိုတော့ရကဟိုတခြားဘောနော်ကိုကိုစောင်းဝီမျိုးဆိုတဲ့ဟာတွေအကုန်လုံးမေးဖြောက်ထားလိုက်ပြီးတော့ဒီ character ပေါ်မှာပဲသစ္စာရှိရှိနဲ့ပဲသူအနေနဲ့ကလုတ်ခဲ့တာဆိုတော့ဟာသကားလက်ဖြစ်နေတော့အောက်မှတ်လဲရခြင်းနဲ့ ဟိုပြရတဲ့ခါကြလို့ရှိရင်ပေါ့နော်ပရိသတ်စီရသဘောကျမှုကိုလည်းလိုချင်ပါရဲ့လို့ပြောချင်တယ်ဒါဟိုဒီပရိုဂျူဆာအစားအိတ်ကားတော့ဆိုလို့ရှိရင်ကိုဟိုပုံမှန်အငိမ့်အငိမ့်နေဒီရိုမန့်စ်ဒီဒရမာတွေကိုရိုက်ခဲ့တာများတော့ဒီကိုယ်တိုင်ကလည်းစိတ်ပူနေတာဟာသားကိုစောင်းဝီမေလုံးနိုင်ပါမလားသူလုံးနိုင်ပါမလားဆိုပြီးတော့ဟိုစိတ်ပူနေတာပေါ့နော်ဟိုကိုလည်းပထမဆုံးဆက်စားခြင်းရိုက်တယ်မှာတော့ငိုချင်တဲ့ကြည့်တော့မှစိတ်ညစ်သွားဟုတ်ကိုလုံးနေကြပုံစံကြီးလည်းမဟုတ်ဘူးလေပြီးတော့မြန်မာဟာသဆိုတော့ဒီနေ့တော်တော်စကေလုံးကျ reaction တွေပို့ပြီးတော့လောက်ရတာဆိုတော့ ကုရကန်နဲ့အသေးစမ်းလူမျိုးကြီးဖြစ်ပြီးငိုချင်တာပေါ့နော်။ငါဘာလို့ဒီလိုမျိုးကြီးရောလို့ဒီကလဲဆိုပြီးအဲ့တော့ငိုချင်တဲ့ခြေအောင်မှာဖြစ်သွားသေးတာ။ဒါပေမဲ့ဟိုအပိုင်းကျတော့တရက်နှစ်ရက်လောက်နေတဲ့ခါမှာကျတော့ကိုနဲ့တူတူကြွဖက်ပြီးတော့ဟိုတိုးဆောင်တဲ့သူတွေနဲ့လည်း chemistry မိွားပြီးတော့သူတို့ရှေ့လည်းပြန်လေ့လာအာကိုကိုလည်းပြန်သုံးသပ်တဲ့ခါမှာရရတာအရင်ပျော်သွားတာပေါ့နော်ဟိုတော်တော်လေးအဆင်ဟာသားလောက်ရတာလည်းအရင်အဆင်ပြေသွားတဲ့အချိန်မှာပါသွားပြီးတော့ပျော်သွားတာပေါ့ရွှေတင်ပျော်လေးတယောက်တော့ဖြစ်သွားပါတယ်အမှတ်တရပေါ့ ကိုကိုတော့ဒီတိတ်ခါရေးပါအကုန်လုံးကိုမေ့ပြီးတော့စောင်းဝီမေဆိုရာကြီးကစာမေ့ပြီးတော့တရုပ်ဆောင်တာပါလေလို့လုံးဝကိုင်းတယ်တရားကိုင်းလုံးဝလုံးဝချိန်ထားပါတော့နော်ဟိုပိတ်သက်မမြင်ဘူးတဲ့ကောင်မလေးအနေနဲ့မြင်ရမှာပါအဲ့ဒါမပြောရတော့အမပြောရမပြောရတော့အဲ့တန်ထဲပဲနော်ဥပါအဲ့ချင်းအခုနိုင်ပေါ်တယ်ပထမရက်မှာတော့ငိုတော့ငိုကျင်နေကြီးဖြစ်သွားပါတော့နော်လုံးဝ အအသေးဆိုင်တစ်ခုအနေနဲ့ကိုတကဖြစ်နေရအရင်တော့ကျတော့သူစီးဒွဲတစ်ခုမှရိုက်ခဲ့ဝင်ရအဲ့တော့ကျတော့ block နဲ့ဒီ dialogue နဲ့တွားချရဟာမျိုးဖြစ်နေရပေါ့နော်ဟိုဒီဟာကျတော့ဒါအချိန်တူရတယ်တနာရီခွဲဟိုတနာရီ45မိနစ်ရှိတဲ့အချိန်တွင်းမှာပဲဟို birthday ရှိမောင်းအောင်လုပ်ပြရကြရတာဆိုတော့ဟိုကိုကလို့မဲ့ reaction သူအဓိက like ပြန်ပြီးတော့လေးလာတာပေါ့နော်ကိုနောက်ကျတော့တွဲပြီးတော့သေအောင်ဆောင်နေသူရေဘယ်လိုမျိုးသေအောင်ဆောင်လဲဘယ်လိုမျိုးလုပ်ကြပါလဲဆိုတော့ကိုကဟို မျိုးလုံးနဲ့ပြန်ပြီးတော့ဟိုအချိန်ကြိုးရင်းတွေမှာပြန်တင်ပြန်လေ့လာပြီးတော့လောက်ရတဲ့ခါမှတ်သားရတဲ့ခါမှာကျတော့နောက်ရက်ဒီမှာတော့ကိုတော်တော်လေးတော့အကျွမ်းတဝင်ဖြစ်သွားပါရဲ့ပထမရက်မှာတော့လေတော်တော်ကြီးတကယ်ဟိုအင်းဟာလုံးနိုင်ပါမလားအရင်ကဒါလုံးမှတ်ရတာတွေရောဟာသားပလော့ပြုတ်အောင်သူတို့ပြောရတဲ့ဟာလေရှိရအဲ့တကတော့တော်တော်လေးကိုငိုချင်တဲ့တီကိုဖြစ်သွားတာပေါ့နော်ဒါပေမဲ့အကောင်းဆုံးလုပ်ခဲ့တဲ့နောက်ရက်ဒီမှာကျတော့မလာလာအေးဆေးဖြစ်သွားရဲ့ကိုတော်ရင်းနှီးသွားတဲ့ခါမှာကျတော့လေအသေးဆောင်ရတဲ့ခါမှာကျတော့အာအေးဆေးဖြစ်သွားတာပေါ့အဲ့လိုမျိုးလေးနှစ်ခုလုံးပေါ့ အဲ့တော့စူးအနေနဲ့ရှေ့မှာပြစ်သက်ရမ်းနေမိတာရေပွားထားပြီးတော့အဖို့ခံလိုက်တဲ့အချိန်မှာဒါလေးလာကန်းလန်းနေတော့အော်ငါလှုပ်ကြည့်လိုက်မယ်ကိုလည်းဟာသားကိုတိတ်ပြီးတော့လေဟိုလှုပ်ခဲ့ဘူးတာမျိုးလည်းမရှိဘူးဟိုကိုချပြကြည့်ကျင်တယ်ငါလုံနိုင်တာမလုံနိုင်တာပေါ့နော်ကိုကိုစာမွေးရဲ့စစ်တဲ့အနေနဲ့အာသူ့အနေနဲ့လှုပ်ခဲ့လိုက်တာပါစာမွေးကတော့အဲအောင်ဂျင်ပါတယ်အခု edit ဆက်တဲ့ delete image ကိုအဆင်ပြေလာမျိုးအဆင်ပြေတယ်လို့ပြောချင်တာတော့တကယ်ယုံကြည်ထွက်လာရခါကြလို့ရှင်တော့စာမွေးအောင်ဂျင်တာပေါ့နော်အဲ အချက်ကားဆိုလို့ရှိရင်လည်းဟိုတကယ်တမ်းရိုက်ချင်တာဒီဇလန်းကခုကိုကြည့်ပြီးွားလို့ရှိရင်ပြိသက်ချင်းထဲမှာကြံခဲ့မဲ့ဟာမျိုးလေးတွေကိုကြည့်ချင်တာရိုက်ချင်တာပေါ့နော်ကိုကိုယ်တိုင်အစားလည်းအဲ့လိုဇလန်းမျိုးလေးတွေပဲညံ့ညားဆိုလို့ရှိရင်ကြည့်ပြီးတော့အိတ်အိတ်ပြောအိတ်ရတာလေးအရင်တစ်ခုတည်းမှာကိုတနေ့လုံးဆိုပြင်မနာကြီးကဟိုဒိတ်ဖြော်ရှိွားသလိုမျိုးခံစားရတာဆိုအဲ့လိုမျိုးလေးရိုက်ချင်တာအဲ့တော့အဲ့လိုဇလန်းလေးတွေပေါ့ကေလာကန်းလန်းခဲ့မယ်ဆိုလို့ရှိရင်ကတော့ဒါအမှုပညာကြီးထက်ဒါဇလန်းကိုအဓိကကြည့်ပြီးတော့လက်ခံပြမယ်လို့ကတော့ကျွန်တော်ချင်ပါတယ်အဲ့လိုမျိုးလေးလည်းရိုက်ချင်ပါတယ်ဟုတ် romance လေးတွေပါ ဟိုဒီကိုက်တာကျတော့ဒီဇလန်ဖက်တီရဲ့အခါမှာဒီဒါရိုက်တာအဲရစ်ကလည်းသူအရင်တော့ကြိုးနေဟိုးရင်လုံးနဲ့ခင်ထားခဲ့ကြရတဲ့သူတွေဟိုသူအတိုင်းနဲ့ဇညွန်းရေးထားတယ်သူဒီအရင်တော့ကဒါဇညွန်းပေါ့နော်ဇညွန်းဘက်ကနေမသူဒါရိုက်တာလုပ်နေရဆိုတော့ဇညွန်းနဲ့တခြားလေးလည်းရေးထားတာဖတ်ရတယ်ပေါ့နော်ဟိုကိုရီတောင်မှမနှံ့ပြရနှံ့ပြရလေးကျတော့အတူလေးဖြစ်နေလို့ဟဲလို့ဇလန်လေးကအရန်ကောင်းနေလို့လုံးဝစီးရီးအကြီးပုံစံမျိုးလေးပေါ့နော်ချဲ့ပြီးထက်ရေးပါလားလို့ကိုရောင်ကပြောပြသေးတယ်ဒါပေမဲ့ဘာချက် လို့အဲ့လိုမျိုးလေးတစ်ခုဖြစ်နေလို့ပေါ့နော်အဲ့လိုအတူချုပ်လေးပဲရိုက်ရတာဆိုတော့ကိုနှမျောနေရတကယ်တမ်းကအဲ့လိုအရှည်ထက်ဆန်ပြီးဆန်ပြီးရိုက်နိုင်မယ်ဆိုလို့ရှင်ရကြတော့လေလောကပြိတက်ကြိုက်မဲ့ဟိုအထက်အမိုက်စားပေါ့နော်အဲ့လိုဇလန်ကြွဲကြီးတစ်ခုဖြစ်မယ်လို့သူကတော့ချင်းတယ်ဇလန်နေရတာတော့ကောင်းတယ်အဲ့လိုကိုဘယ်လိုမလဲရန်သဘောကျနေတာမှကိုကမကြိုက်ဖဲနဲ့တည့်ရမလားဟိုအမာတွေပဲလောက်ပြီးဒုက္ခတွေပဲပေးပြီးတော့အဲ့လိုပေါ့နော် စိတ်နာကြီးပြီးတော့အဲ့လိုဒုက္ခတွေပဲပေးနေတဲ့ကောင်မလေးပုံစံမျိုးလေးပေါ့ကိုယ့်ကိုချစ်တဲ့သူပေါ့ပေါ့လေအဲ့လိုမျိုးလေးဟာအဲမမမလောက်ပါမမမမညီမမမမမမအမကတ်မမ Okay အော်ဟလာဟုတ်ကဲ့ပါပိတ်သက်ကြည့်ရှင်အခုမြေကြီးဘွားချက်ချင်းဆိုရယ်ဇလန်ဇလန်လေးကိုအပေးကြပါအောင်လို့ပြောချင်ပါတယ်အာတူတူနဲ့အတူတူတခြားသောနုပညာတွေအရှင်တွေအကုန်လုံးလည်းပါဝင်ပြီးတော့သေဆုံးနိုင်ကြပါရဲ့လို့အပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်